ဲ့လိုအမတို့ဒီနေ့ကဒီဟာလေးကိုနှွေနှင်းစီလေးဆွဲနှွေနှင်းစီပေါ့နှင်းစီပန်းပေါ့နော်အစ်အစ်ဆွဲပြမှာအစိုးရခါကြတော့အစ်ဆိုအမလေးစမှာတော့မရှိသေးဘူးပေါ့နော်မရှိသေးတော့ပုံက random တော့ဖြစ်သွားမယ်ဒါပေမဲ့ယူပုံယူနီလေးပြောပြမှာပေါ့နော်ပုံဆွဲတဲ့ဥစ္စာလေးလေးပုံက ဘယ်သူမှမဆွဲထက်တဲ့သူအတွက်လည်းဆွဲထက်အောင်လို့ပေါ့နော်ဒီဟာလေးတွေကလိုက်ပြီးတော့လေ့ကျင့်မှရမှာဒီတိုင်းပဲအဲဆမဆွဲနေရဆိုပြီးတော့ပဲကြည့်နေတော့မရဘူးပေါ့နော်ဆွဲကြည့်မှရမှာဆိုတဲ့ခါကျတော့ပုံပြီးဆွဲကြမယ်ပေါ့နော်အဲဆိုတော့အမကဒီအိမ်ကြီးကလေဒီလိုအကွေးလေးဒီလိုမျိုးလေးတွားရဆိုတဲ့ခါကျတော့မြင်းစီဘန်းကိုဒီနားကနေတဲ့အကွေးလေးဒီလိုလေးလာပြီးတော့ဒီနားလေးကနေဒီနားဒီဒီဘက်တစ်ချမ်းလေးမှာဆက်ရင်လည်းရတယ် ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်အမားကဒီဘက်အကွေးလေးကနေလာပြီးတော့ဒီနားလေးကလာပြန်ဆက်လဲရတယ်ပေါ့နော်အဲ့လိုမျိုးလေးအဲဒါမှမဟုတ်ရင်အမားကဒီနေရာလေးကိုနှင်းစီလေးကိုနည်းနည်းယူလိုက်ပြီးတော့ဒီနှစ်ခုလေးကနေတစ်ပြိုင်တက်သွားလဲရတယ်ပေါ့နော်ဆိုတော့အမားတို့တွေမှာ option ကတော့အများကြီးပဲပေါ့နော်ရွေးရွေးစရာတွေအများကြီးပဲပေါ့နော်အာဒီအထည်ပေါ်မှာကိုထိုးချင်တဲ့ပုံစံလေးပေါ်မှာပဲမူတည်ပြီးကွဲသွားတာပေါ့နော်ဆိုတော့ဒီအင်ကြီးရဲ့ white ကလေးကတော့လေထောင်လေးဒါဝက်လိုက်လို့ရှိရင်လေထောင်ရင်တချမ်းပုံခေါ်တာပေါ့နော်တချမ်းပုံမှာ white ကလေးပေါ့ဒါရှမ်းရင်ပုံလေးနေနည်းနည်းစင်နေပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ဒါဒါလေးက level လေးမှာအထောင်လေးမှာဒီလိုမျိုးလေးလာဆိုတော့ပန်းကိုလည်းဟိုအတကုံ ီးပြွနေအောင်လုပ်တာလည်းမလှဘူးပြီးတော့ရဆိုလို့ရှိရင်လေပန်းကိုလေအသေးကြီးမလုပ်နဲ့အမပြောချင်တာလေအဲပန်းဆွဲတဲ့ခါကျလို့ရှိရင်အသက်ဝင်နေမဝင်ဘူးဆိုတာကအကြီးအသေးလေးတွေတုံးတာတို့ပြီးတော့ရဆိုလို့ရှိရင်အဲအပြော့အပြောင်းပေါ့အကွေးကောက်ကလေးတွေတုံးတာတို့ပေါ့နော်အဲ့ဒါလေးတွေပုံမှန်မူတည်ပြီးတော့ကွာသွားတယ်အဲအဲ့ဆွဲခါကျတော့စပြီးတော့ဆွဲမယ်ပေါ့နော်အမကအခုဒီပန်းလေးကိုဒီလိုမျိုးလေးဒီနေရာလေးကနေပေါ့နော် ဒီမှာကောက်ကောက်ကလေးဆင်းနေတယ်ဒီနားလေးလည်းကောက်ကောက်ကလေးဆင်းနေတယ်ပေါ့နော်အဲ့တော့ခါကြတော့အမကဒီနားလေးဥတီပြီးတော့ထားမှာဆိုတော့သူ့ကိုအရင်ဆုံးမအားလို့ပြောနေကြတိုင်းပဲ S shape လေးပေါ့နော်ဒီလိုလေးအရင်စပြီးတော့ယူလိုက်မယ်ဖရိတ်နေချလိုက်မယ်ပေါ့နော်ဆိုတော့ဒီမှာ S shape ယူထားတယ်ဆိုရင်ဒီဘက်ကိုလည်းအမတို့က S shape ပုံစံလေးပေါ့နော်ဒီလိုမျိုးလေးတစ်ခေါက်ပြန်လာလိုက်မယ်အဲ့ဆိုဒီကြားထဲမှာအမကနှင်းစီလေးတွေတောင်းမှာ spider web လေးတွေပေါ့နော် spider web နဲ့ နှင်းစီနဲ့ကိုရောထိုးမှာမာတော့ဒီဟာလေးပါလေအာရောထိုးမှာပေါ့နော်ဆိုတော့ခါကြတော့ဒါကအမကဟိုတင်းနန်းတူကိုထိုးခိုင်းမှာပေါ့နော်တင်းနန်းတူထိုးခိုင်းမှာဆိုတာကသူတို့တို့ဖန်တို့ထိုးထိုးမဲ့ဥစားပေါ့နော်အဲ့ဒါအမဟိုပုံဆွဲတဲ့ဥစားကိုတခါလေးရိုက်ရင်းနဲ့စာတင်ရင်းနဲ့ရိုက်ပြတာပေါ့နော်ဆိုတော့အဲဂျီမာအမတို့နေရာလေးကိုချပြီးတော့မှတ်ချလိုက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော် ဲဆိုဒီလိုလေးပေါ့နော်ဒီလိုလေးလာမယ်ပေါ့နော်လာပြီးွားဆိုလို့ရှိရင်အဲ့မှာနှင်းစီကြီးပဲထိုးရှင်နေဆိုလို့ရှိရင်တော့အမတို့အဖူးလေးနဲ့ကြွက်ကလေးတွေပဲလာတော့မယ်ပြီးရင်အချီအသေးပဲသွားတော့မယ်အကယ်၍နှင်းစီမဟုတ်ဘူးအမတို့ဂျားထဲမှာပန်းအသေးလေးတွေလာရှင်နေဆိုလို့ရှိရင်ဒီမှာတစ်ခါတည်းဘီးနားလေးတွေမှာပန်းအသေးလေးတွေကိုတစ်ခါတည်းနေရာချမယ် နော်ရောပြီးတော့ထိုးလို့ရရဲဘယ်သူမှမမတတ်မှတ်ထားဘူးပေါ့နော်ဒါပေမဲ့နှင်းစီကြီးပဲဒီအထက်ကိုနှင်းစီကြီးပဲတီးတန့်ဆိုလို့ရှင်တော့အနီရောင်လေးပဲသုံးမယ်တော့မဟုတ်ရင်အရောင်တစ်ခုပန်းရောင်တို့ပေါ့အဝါရောင်ပေါ့နော်အဲ့တစ်ခုလည်းပဲသုံးမယ်အနူးရင်ပဲသုံးမယ်ပြီးရင်အပွင့်အကြီးသေးပေါ့နော်ဒီနားမှာအပွင့်အကြီးသေးပေါ့နော်ဒါဖြစ်လို့မရအောင်တော့မမဒီတိုင်းပဲဆွဲပြတယ်စားစားထိုးရစားဒီနားမှာထိုးလိုက်တော့အုတ်ဝါမှာပေါ့နော်ဆိုတော့ဒီလိုပုံစံမျိုးမအားတို့အသေးလေးတွေနဲ့အထက်ကလေးတွေနဲ့တွားလို့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးတွားလိုက်တယ်ပြီးပါဆိုဒီ S shape လေးနေရာမှာနောက်ထပ် S shape လေးတစ်ခုတစ်ကောက်ဒီမှာလည်းအဲ့လိုပဲအလားတူပဲ S shape လေးတစ်ကောက် ဆိုတော့ခါကြတော့အမဒီညာလေးမှာသူလေးဖြစ်သွားပြီနောက်တစ်ခေါက် S shape လေးပဲဒီမှာလည်း S shape လေးတွေပဲနေ့တိုင်းအားနေရင်ဆာရွက်ဖြူလေးမှာ S shape လေးတွေလေ့ကျင့်တာအကြီးကြီးတွေလေ့ကျင့်မယ်တိတိလေးတွေလေ့ကျင့်မယ် S shape လေးကိုပဲဟိုဘက်ဒီဘက်အဲ့လိုလေးပြန်သွားတာလေးလေ့ကျင့်ကြည့်မယ်အဲ့ဒါမှစွဲရင်းစွဲရင်းနဲ့ချပါမှာတော့အမတို့ S shape လေးတွေဒီလိုမျိုးလေ့ကျင့်ခိုင်းတာအင်ကြီးမှာထမိန်မှာမစွဲသေးဘူးဆာရွက်တွေအလွတ်တွေမှာပဲ S အကြီးအသေးဒီမျိုး S ဒါလေးကအကြီးဒါလေးကအသေးဟောအဲ့ဒါမှအမတို့ဒီမှာပြောင်းပြန်ပြန်မှာဒီလိုမျိုးလေးအဲ့ဒါဆိုလို့ရှိရင်အမတို့ သူ့ရဲ့အနှွေလေးတွေမှာပဲဒီလိုလေးလာပြန်လာလို့ရတယ်အဲ့ဒါအောင်မှထားလိုက်ပါတော့ SG line လေးတွေပေါ့နော်ဒီလိုလေးလာလိုက်တယ်ပေါ့ဟိုကြည့်နောက်တစ်ခုကလည်းဒီလိုလေးတွေရနေတယ်ဒီလိုလေးအတူလေးပေါ့အဲ့မှာအမတော့ဆန့်ကျင်ပဲလေးပြန်သွားတယ်ဒီလိုပြန်သွားမယ် အဲ့မှာဒီလိုမျိုးများတက်ခောက်ကနေတဲ့အဲ့လိုလေးပြန်သားမယ်ဆိုရင်ဒီမှာရင်ပန်းအွယ်လေးတွေဖြစ်နေပြီအဲ့မှာအမားတို့အရွက်ကလေးတွေစွဲတယ်နောက်အဲ့ဒီနားလေးရင်ဒီထက်အခက်ကလေးတွေအဖူးလေးတွေဒီလိုလေးတွေပြန်ထွက်မယ်ပေါ့နော်ဒါလေးတွေအရွက်လေးတွေဒီလိုလေးတွေလာပြန်ထည့်မယ်အပွင့်လေးတွေဒီမှာလာထည့်မယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ဒါလေးတွေကပန်းအွယ်လေးတွေအဲ့လိုမျိုးလေးတွေဖြစ်သွားရောဆိုတော့ဒီဟာမှာလာပြီးတော့လေ့ကျင့်မှများသွားလို့ရှိရင်ဒီလိုမျိုးဟာလေးတွေမှာစွဲနေစွဲနေနေဆိုပြီးရင်အင်ကြီးဒီဟာလေးတွေကိုအမှတ်ခဲလေးတွေဖုံးဒီလိုမျိုးခါလိုက်လို့ရှိရင်ပြတ်သွားတဲ့အမှတ်ခဲလေးပေါ့နော်အဲ့အမှတ်ခဲလေးနဲ့ထမိန်လေးတွေမှာအရင်စပြီးတော့စွဲကြည့်အမှတ်ခဲလေးနဲ့ ဒီမှာအမှတ်ခဲရဒီလိုမျိုးဒါဈေးထဲမှာဝယ်ရင်တခဲတရာပဲသူကအဲမိမှုတိုင်လည်းပြတ်သွားတယ်ခါလိုက်လည်းပြတ်သွားတယ်အဲ့လိုမျိုးဆိုခါကြအမကဘာလို့ဒါလေးနဲ့ရင်ဆွဲခိုင်းနေလဲဆိုရလေတော်တော်များများအထမိန်နဲ့အင်ကြီးဆွဲရမှာဆိုရင်ဒီမှာဆွဲရကြွရတယ်ထမိန်နဲ့အင်ကြီးဆွဲရမှာဆွဲမှာဆိုရင်အရန်ကြောက်တာဒီလားအဲ့လိုမျိုးကြောက်တာဆိုတဲ့ခါကြတော့အဲ့မှာစပြီးတော့တိုင်ပတ်တာအဲ့လိုမျိုးဆိုခါကြတော့ဒီမှာပဲဒီလိုမျိုးအရင်စပြီးတော့လေ့ကျင့်ကြည့်ဒါလေးနဲ့လေပြတ်သွားတယ်ဒီလားပြတ်သွားတယ်ပြီးရင်ရှော်လိုက်ရင်တကယ်လို့ဟိုမဖြစ်ဘူးဆိုရင်တော့ရှော်လိုက်လို့ရှိရင်ရပါတယ်ဆိုအမတို့ကဒီမှာစပြီးတော့ပေါ့နော်ခုနကတော့အင်ကြီးကဒီလိုအထောင်လေးဒီလိုမျိုးလေးလာမှာပေါ့နော်ဒါကတော့မပြီးသေးဘူးပေါ့ sorry ပါ ဆွဲပြမယ်လို့ဆိုပြီးတော့ဒီမှာပေါ့နော်ဒီလိုလေးဆွဲထားတယ်ဆွဲထားတဲ့ခါကျတော့အမကဒီလိုမျိုးလေးနဲ့ဒီလိုလေးပြန်တက်ထားဆိုဒီနာလေးကအကွက်အကွေးလေးပဲအဲ့လိုလေးဒီလိုလေးပြန်တက်ချင်တာပေါ့နော်ဆိုတော့မြင်းစီကိုလေအဲ့လိုမျိုးလေးပြန်တက်ချင်တာဆိုတော့ဒီနာမှာပဲအမဒီမှာဒီဘောပဲနဲ့ကြာလို့ရှိအဲ sorry ဒီဒီဒီအမှတ်ခဲနဲ့ကြာလို့ရှိရင်ကိုကနေကိုဆွဲချင်းကြည့်လို့ရတယ်ကိုထမင်ကိုအင်းကြီးပေါ့နော်သူများဟာမလုပ်သေးခင်ကိုထမင်ကိုအင်းကြီးမှာအရင်ဆွဲကြည့်ပြောင်ဖြင့်ပြီးတော့ဘာဖြစ်ဖြစ်ပေါ့နော်ဆွဲကြည့်တယ်အဲ့ဒါဆိုလို့ရှိရင်ဆွဲနေနေမှာအခုထားလိုက်ပါတော့ဒီဒီဟာနဲ့ဆိုလို့ရှိရင်အမတို့ဒီလိုလေးလာပြီးတော့အဲ့လိုဆွဲကြည့်ရအမြန်နဲ့ကွမြေပြူခဲနဲ့လည်းရတယ်ရောင်စုံမြေပြူခဲနဲ့လည်းရတယ် မြင်ရတာမသိဘူးအမမြင်ရလည်းရတယ်ပြီးမှပြန်ထပ်ပြန်မယ်ပေါ့နော်ဆိုတော့ဒီမှာအမားတို့ဒီလိုလေးတွေဆွဲလိုက်ကြဆီလို့ရှိရင်အနှွေလေးအပြောင်းမဒီမှာစပြီးတော့ကိုကဒီလိုလေးလာကောင်းဆိုတော့မမြင်ရပါနဲ့နင်းနေနော်ဘယ်သူကဒီလိုမျိုးလေးလာမှာပေါ့နော်အဲ့လိုလေးအဲ့လိုလေးလာမှာဆိုတော့အမားတို့ကဒီမှာအလုံးအလုံးအဝိုင်းလေးတွေပေါ့နော်ဒီလိုအဝိုင်းလေးတွေအဲ့လိုလေးအဲ့လိုလေးလာတော့မြေပြုခင်းနဲ့ဆိုရင်တော့ပို့ပြည့်ဆွဲလို့ကောင်းနေပေါ့နော် ဒါကလုံးဝဘာဖြစ်လို့လဲဆိုတာခါကြတော့ sorry ပါဒါပေမဲ့ဒီလိုမျိုးဟာနေတော့ဆွဲလို့ရတယ်စပြီးဆွဲလို့ရတယ်ပေါ့နော်ဟိုကျိုးဆွဲနှစ်ခန်းကြီးလို့ကျိုးဆွဲပြီးတော့ ိုးဆက်ပြီးတော့အခွာရတဲ့အဲ့လိုဟာနေဆိုရင်တော့မပြက်ဘူးမပြက်တဲ့ခါကျတော့လည်းတော့မသုံးနေဒီမြေပြူခဲတမ်းမဟုတ်လားဒီလိုမျိုးဟာတော့သုံးမဟုတ်ပါတော့။ကျောင်းဆုံးမြေပြူခဲဆိုလို့ရှိရင်ဆွဲရတာကို့အတွက်လွှဲရတယ်ပေါ့နော်ဖြစ်လေတော့ဒီလိုလေးခါလိုက်လို့ရှိရင်ပြတ်သွားတာပေါ့နော်အဲ့လိုခါလိုက်တယ်မိမှုလေးနဲ့နည်းနည်းတိုက်လိုက်ပြီဆိုမရှိတော့ဘူး။အဲ့အဲ့ဆိုခါကျတော့အမတို့ကသူ့ဘာလို့လို့ရလဲဆိုအရင်ဥလုံးချလိုက်တာချပြီးသွားပြီဆိုမှကွာဖြည်းဖြည်းချင်းဒီမှာလာပြီးတော့လိုက်ဆွဲချင်းကြီးပါအဲ့လိုမျိုးဒီမှာလာဆွဲကျင်ကြီးမှာပေါ့နော်အဲ့ဆိုခါကြတော့အမကကိုဘက်ကအနွေအကောက်ကလေးထထားရတော့သူ့ရဲ့ဒီမှာခုနကောက်ထားတဲ့အတိုင်းပဲဒီလိုလေးလာပြန်လိုက်ရော ဲ့ဒါဘာလဲဆိုတော့ပုံလုံးဝမဆွဲတတ်တဲ့သူတွေဒီထဲမှာမဆွဲရတဲ့သူပေါ့နော်ဟိုထဲမှာဆွဲလို့ရတယ်ဆိုရင်တော့ရတယ်အရင်ဦးဆုံးစာအုပ်နဲ့အရင်ဆွဲကြည့်ကြည့်စာအုပ်ကလေးနဲ့ကိုစာအုပ်ကိုပြောင်းလေးထားပေါ့နော်စာအုပ်လေးနဲ့ဒီကောက်ကောက်ကောက်ကလေးတွေလောက်တာလောက်တော့ရသွားပြီမဆိုးဘူးကျွမ်းကျင်သွားပြီဆိုတဲ့အနေထားရောက်ပြီဆိုရင်ဒီမှာမြေပြူခဲတို့မဟုတ်ဒီလိုအမှတ်ခဲကလေးနဲ့အရင်ဆွဲကြည့်ပြီးသွားတဲ့ခါကျတော့ရှင်ကိုကဒီအပေါ်ကနေပြန်ပြီးတော့ထက်ဒါမိမှုတိုက်လို့ရှိရင်ပြစ်တဲ့ဘောပင်ဆိုလို့ရှိရင်ပို့ပြီးတော့ကို့အတွက်ပို့ကောင်းမယ်ပေါ့နော်ပြီးသွားဆိုမှဒီမှာဒီလိုလေးလား ဖေးနာအနေနဲ့လေဒီမှာထွန်းနာအမားတို့ဆွဲထားတဲ့ line ဒီတိုင်းလေးပြန်လိုက်သွားတာဒီမှာဒီလိုလေးပြန်လာပါတော့အဲ့လိုမျိုးလေးလာအဲ့ဒါပြီးတော့မှအမားတို့ခုနကဒီပေါ်မှာလည်းလိုပဲထူတက်ထားတဲ့ဥစ္စာအနေနဲ့ဒီမှာဆိုရင်ဒီမှာဒီအနေနဲ့ပဲပြန်လိုက်ပါနော်အဲ့လိုမျိုးလေးပြန်ပြောလိုက်ပါမယ်ပေါ့နော်ဆိုတော့ဒီကမကြိုက်ဘူးဆိုလို့ရှိရင်ပန်းထိုးအနေနဲ့ပြက်သွားတာဒါလေးကမရှိတော့အခုတော့ခါလိုက်လို့ရှိရင်အဲ့လိုမျိုးလေးဖြစ်သွားပြီအဲ့ဖြစ်သွားပြီဆိုတော့ခါကြမှာအမားတို့က ဒီမှာကိုရဲ့ခုနကနှင်းစီလေးတွေဟာပြန်လာချောင်းဒါကတော့မပြတ်တော့ဘူးเนาะမပြတ်တော့ခါကျတော့မှားလို့မရတော့အဲ့မှာလာပြီးမှမှားနေမှားသွားရင်အဲမဖြစ်ဖြစ်လို့မရတော့တဲ့အတွက်ဘေးနားနေအကုန်လိုက်ဖြစ်ရတော့ဗောနော်ဆိုတော့ဒီမှာအမတို့ပန်းလေးတွေနှင်းစီလေးတွေကိုຫນွေနှင်းစီလေးတွေအများကြီးထိုးမယ်ဗောနော်အဲ့လိုလေးအဲ့လိုမျိုးလေးထိုးပြီးသွားဆိုရင်ဒီမှာအမားတို့ဒီနေရာလေးတွေမှာဒီလိုလေးတွေအကောက်လေးတွေပြန်လာမယ်ခုနကလည်းထွက်ထားတယ်ဆိုတော့လေအဲ့လိုလေး လူလေးအကောက်လေးပြန်လာလာပြီးသွားဆိုမှဒီစုံမှတ်လေးဒီလိုမျိုးလေးစုံထားတယ်အဲ့အဲ့စုံမှတ်လေးဒီမှာနှစ်ခုနှစ်ခုစီဒီလိုလေးလာဒီမှာနှစ်ခုနှစ်ခုလာလို့ရတယ်တစ်ခုလည်းလာပြီးတော့အပွင့်သေးလေးလာလို့ရတယ်ဒါပေမဲ့ဒီနှင်းစီပဲမဲအကုန်လုံးအပြည့်ထိုးမဲ့ဆိုရင်နှင်းစီကြီးပဲနှစ်ခုနှစ်ခုလာလဲစုံနေနေမှာဒီမှာနှစ်ခုနှစ်ခုကနေတည်းတစ်ခုညော့သွားမယ်ဒီလိုဆန့်ကျင်ပဲပေါ့နော်ဒီဘက်လုံးလို့ဒီဘက်လုံးလာမှထားတယ်ဒီလိုလေးလေးလာမှာဆန့်ကျင်ပဲလေးဆိုတော့ဒီ white တစ်ဝိုင်းကလွတ်နေရေပေါ့နော် ဆိုတော့သူ့ကိုလည်းဒီလိုပြန်ဝါလို့လည်းရတယ်ဒီလိုမဟုတ်ဘူးဆိုလို့ရှိရင်အမားတို့ကဒီနားကနေထည့်လဲဒီလိုလေးတွေလာလို့ရတယ်ဒီလိုလေးတွေသူ့အကွေလေးတိုင်းလိုက်ပြီးတော့ဒီလိုလေးလာလို့ရတယ်အဲ့မှာသူ့ရဲ့ထိတ်ကလေးတွေမှာထိတ်လေးတွေမှာခါတိုင်းပုံစံမျိုးဒီလိုအဖူးလေးတွေသွားလို့ရတယ်ဒါမှမဟုတ်ရင်နှင်းစီအဖူးလို့ဒီလိုအသေးပုံစံအဖူးလေးသွားလို့ရတယ်တော့ကိုသွားချင်တဲ့အဖူးပေါ့နော်ဒါလေးကတော့ကိုဒီလိုပစ္စည်းလေးတွေထည့်ရင်လည်းလှတယ်လို့ဒါလေးတွေထည့်ရင်လည်းလှတယ်ဒါပေမဲ့ဒီလိုမျိုးဖူးလေးထည့်ခါကျရင်ဒီနေရာမှာအဆက်လေးတွေများများထည့်ပြီးမှလှတယ်။ဘာလို့ဆိုအဆက်လေးမပါတဲ့ခွေတွေ့ကြမှာတော့နည်းကျက်တက်တက်လို့ဖြစ်သွားတတ်တယ်ပေါ့နော်။ ဆိုတော့အမကအဖူလေးတွေကအသေးပုံဖူးလေးတွေနဲ့ထိတ်ကပစ္စည်းပစ္စည်းလေးတွေနဲ့ကိုမျှပြီးတော့ထိတ်လိုက်တယ်ဒီမျိုးပေါ့နော်ဒီမှာပစ္စည်းပစ္စည်းလေးတွေဟာကိုဒီလိုလေးမျှပြီးတော့ထိတ်လိုက်တယ်ဆိုတော့ဒီမှာတင်ကိုနည်းနည်းလေးတော်တော်လေးကိုနေရာပေါ်လာပြီပေါ့နော်ဆိုတော့အဲ့မှာချင်းအမတို့ခါတိုင်းထည့်တယ်လို့ပဲဒါလေးတွေထည့်ပြီးသွားပြီဆိုရင်ဘာလို့မလဲအပွင့်လေးတွေဒီအပွင့်လေးတွေမှာအရွက်လေးတွေလာထည့်မယ်နှင်းစီအရွက်လေးတွေက နေကြရိုးကန်းခေါ်လို့လို့ရှေ့ရှေ့ကြီးတွေအကြီးကြီးတွေမဟုတ်ဘူး။ तू ကဒီလိုမျိုးပုံစံကြီးပဲသွားတာ။နှင်းစီအရွက်လေးတွေကလေအမ်ဘယ်လိုမျိုးလေးတွေပဲသွားလေးရှိလဲဆိုတော့နှင်းစီဒါကနှင်းစီလိုမျိုးဝိုင်းပဲဖြစ်ပေါ့နော်။ तू ကကျေးဒီလိုတသေးလေးနှင်းဒီလိုနှစ်ခုလာရင်လားနောက်ထပ်အဲ့ရန်နေ၃ခုဒီလိုလေးလာရင်လားဒီလိုလေးလာလေးရှိရပေါ့နော်အဲ့ဆိုတော့အဲ့ဒါလေးမှသူပို့ပြီးချစ်စာကောင်းတယ်အဲ့ဆိုတော့အဲ့အရွက်ထိုးတဲ့ပုံစံမှာလေမမတို့ဒီလိုလေးပေါ့နော်သူရဲ့ original ရွက်ဒီလိုမျိုးဒီလို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 မထိုးဒီလိုမျိုးမထိုး သူ့ရဲ့နှင်းစီအရွက်ကလေးတွေကအများသောဖြင့်1 2 3 5ဒီလိုလေးတစ်ခါလေးထိုးမှာဆိုတော့နှင်းစီအရွက်ကလေးတွေကဒီလိုလေးဖြစ်သွားမှာအဲ့ဒါမှပူပြီးတော့ချစ်ဆက်ကောင်းတယ်ဆိုတော့1 2 3 5အဲ့လိုမျိုးလေးထိုးမှာဒီမှာဒီလိုပုံစံမျိုးလေးထိုးမှာနော်အဲ့ဆိုတော့နေကြာတို့ကန်းကော်တို့ထိုးတယ်လို့မျိုးအမားတို့ဒီကြားထဲမှာဒီလို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 မျိုးမသွားပါဘူးနော်နှင်းစီအရွက်ကလေးအဲ့လိုသွားတာဒီဇိုင်းဒီလိုလေးသွားတာအလှဆုံးပဲဆိုတော့ဒီလိုပုံစံလေးရအောင်ထိုးပေါ့နော်ဆိုတော့အမားတို့ခုဒီမှာနှစ်ရွက်ထည့်မယ်သုံးရွက်ထည့်မယ်အဲ့လိုလေးထည့်မယ်ဆိုတော့ ဒီမှာနှစ်ရွက်လာထည့်တယ်ဆိုရင်ဒီနားမှာအဲ့လိုလေးတွေ1နှစ် PC လေးတွေပေါ့နော်ဒီလိုလေးတွေ1နှစ်ပြီးရင်1နှစ်3ဒီလိုရွက်လေးတွေပေါ့နော်အဲ့လိုလေးလာပြီးတော့ထည့်မယ်အာဒီမှာလည်းအဲ့လိုလေးနှင်းစီလေးတွေကပ်ပြီးတော့ထည့်ဒီမှာဒီမှာဒီကိုနည်းနည်းပေါ်လာပြီဒီအဖူးလေးတွေပြီးအောက်မှာလည်းအရွက်လေးတွေလာထည့်မယ်အာဒီလိုမျိုးလေးတွေလာထည့်မယ်ပေါ့နော်ဆက်ဒီလိုမျိုးလေးပေါ့နော်အဲ့တော့အဲ့မှာဒီကိုတော်တော်လေးအဲ့အရွက်လေးတွေနေရာလေးတွေပေါ်လာပြီပေါ့နော်စပြီးတော့ ရင်ဒီမှာဒီလိုလေးလာထည့်မယ်ဒီနားမှာဆိုရင်ဒီလိုပုံစံမျိုး1 2 3 1 2 3အဲ့လိုမျိုးလေးပေါ့နော်3ရွက်ပေါ့နော်3ရွက်ကလေးအဲ့လိုလာထည့်မယ်မာရီဒီမှာအရွက်လေးလာထည့်မယ်ကျဲနေနေရမှန်တယ်မြအရွက်ကလေးအကုန်လိုက်ထည့်မယ်ဒီမှာအကုန်လိုက်ထည့် ီမှာအပွင့်နေအကုန်လုံးမှာ၃ရွက်ထည့်မယ်၂ရွက်ထည့်မယ်အဲ့လိုမျိုးထည့်မယ်ပေါ့နော်တန်းစီပြီးတော့အဓိကကလေပန်းထိုးတာအတင်လို့ရတယ်နော်လူတိုင်းတင်ပေးလို့ရတယ်ပုံဆွဲတာလူတိုင်းတင်ပေးလို့မရဘူးအဲ့ဆိုတော့အာအမဆိုင်ချင်တော့အပြင်ကလေတင်းနေတော်တော်များများမှလည်း န်းထိုးတဲ့ဥစ္စာကအဓိကထားပြီးတင်ပေးတယ်ဘယ်နှမျိုးဘယ်နှမျိုးပေါ့နော်လူရစ်ပြီးတော့အဲ့လိုတင်ပေးတာရှိတယ်ဒါပေမဲ့အထက်မှာလက်တွေ့ပုံဆွဲတာတို့သိလားအဲအင်းကြီးအဲ့လိုမျိုးဆွဲတဲ့ဥစ္စာဆွဲကြီးသဘောတရားတွေကိုမတင်ပေးဘူးပန်းကြီးကအထားတော့မတင်ပေးဘူးပန်းရဲ့အခုအရေးအတွက်ကိုပဲကွာအပွင့်ရေအတွက်ဥမာဖြစ်ပန်းဘယ်နှမျိုးတင်ပေးတာလဲအဲ့လိုဆလာဟိုလေတနန်းလာစုံစမ်းလဲအဲ့လိုလေးပဲစုံစမ်းကြရများတယ်သိလားဘယ်နှမျိုးတင်ပေးတာလဲတို့သိလားပန်းရဘယ်နှမျိုးလဲဘယ်နှခုလဲပေါ့နော်အဲ့လိုမျိုးဆိုတော့လေခါလေးကြအမမဖြစ်ချင်းမသိလားဘာလို့လဲဆိုတော့လေ အဲ့လိုမျိုးတင်ပေးလိုက်တဲ့ဥစ္စာတွေကလေအမတို့ကဘယ်နှမျိုးပါဆိုအတိအကျပြောရင်အဲ့လူတွေကိုတကယ်အဲ့အဲ့မျိုးလောက်တင်ပေးပြင်ပြစ်ထားလိုက်လို့ရတယ်ပေါ့နော်အဥမာပြအမကြီးအမျိုး30တင်ပေးတယ်ပေါ့နော်အမျိုး30ကိုလေတစ်မျိုးကို1000ဘုန်းနဲ့တွက်ကြည့်လိုက်အောင်1000ဘုန်းနဲ့တွက်ကြည့်လိုက်3000ဖြစ်သွားပြီအမျိုး30ဆိုတော့လေအဲ့ဟာဆိုလို့ရှိရင်အဲ့မတင်ကိုတင်နေကြီးအရန်ကိုကြည့်နေပြီပြောချင်တာဒါပေမဲ့အမတို့အမျိုး30လည်းမကောက်တစ်မျိုးအမပြောပြီးသားအဲ့နှင်းစီတပွင့်တင်ပေးလိုက်ပြီဆိုအဲ့နှင်းစီတပွင့်နဲ့ရင်စီးပွားတစ်ခုလှုပ်စားလို့ရအောင်ဒီအမတို့တင်ပေးတယ်ပြီးွားကြီးပြောပြတယ်ပေါ့နော်အဲ့ဒါလေးတွေအဲ့လိုလိုက်လှုပ်ကြည့်မှပဲတကယ်တမ်းကြာလို့ရှင်ရှာရတာဒီလား အဲ့ဒါဟာလေဟိုတင်နေမတက်ချင်ဘူးလားမတက်ချင်မတက်နဲ့ဒီမှာတင်ပေးထားတဲ့အလကားတင်ပေးထားရတဲ့လိုက်ကြည့်ရနေတင်ရှာနေပြီဒီကလှုပ်ရှားလို့တော့ရှာနေပြီအဲ့ဒါဟာဘူးလေအဲ့တင်နေဟာလေအထဲထဲကလေ ဘယ်နှမျိုးတင်ပေးရလဲအဲ့ဟာဘယ်နှမျိုးပါမှာတက်မှာလဲအဲ့ဒီမျိုးမကြည့်နဲ့တိလားအဓိကကလေအဲ့မှာကိုဘယ်နှမျိုးလောက် like လုပ်ပြီးတော့တကယ်ပတ်စံပြန်ရအောင်လုပ်နိုင်လဲဆိုတဲ့ဥစ္စာကိုပဲပြန်ကြည့်ပေါ့နော်အဲ့လိုမျိုးဆိုတော့အခုဒီမှာຫນွယ်နှင်းစီပေါ့နော်ဒါကနှင်းစီထိုးလို့ရတယ်ຫນွယ်နှင်းစီထိုးလို့ရတယ်တကယ်လို့ဒီညမှာຫນွယ်နှင်းစီကိုတစ်ခုနှစ်ခုပဲတုံးပြီးတခြားအပွင့်လေးထည့်လို့ရတယ်ဒီပုံစံကပုံသေးလေးပဲသွားလို့ရတယ်ဥပမာဖြင့်ဒီပန်းမှာကြီမှာဆွဲထားတယ်ဒီကနေတက်ပက်လက်ကလေးပြန်လှန်ကြည့်လိုက်ဒါကထမိန်ဇောက်ထိုးဆိုပြီးတော့ပြန်တွက်ကြည့်လိုက်အောက်ကနေထည့်ဒီလိုလေးတက်လို့မရဘူးလား ဒီလိုလေးထားလို့မရဘူးအနယ်လေးပုံထောင်သွားဒါထားလို့ရတယ်အမားတို့မှမြင်တဲ့အမြင်သဘောတရားကိုပဲကြွားပါမှာတိလားဒါကြီးကအပေါ်ကထမိန်ချမ်းထားလိုက်တော့ထမိန်ချမ်းတာအပေါ်ကဆိုဒီလိုလေးပဲထောင်ဒါလားဒါလေးဆိုလို့ရှိရင်ဘလန့်ချစ်စရာကောင်းတာလေအဲ့လိုလေးကနေတဲ့အင်ကြီးလေးမှလည်းအပေါ်ထောင်ပြတ်သွားအဲ့လိုမျိုးဆိုတော့အလားတူပဲဒါဟိုဆောက်ထိုးပြန်ကြည့်လိုက်တာလေ တော့ဖိုးပြန်ကြည့်လိုက်လို့ရှိရင်အော်ထမင်းကလည်းအောက်ကိုနှဲ့လေးစေးလာတယ်အဲ့လိုလေးပဲကွာသွားတယ်ဆိုတော့အမားတို့ရဲ့မျက်စိအမြင်ပေါ့နော်အဲ့ဒါမှာအုံနောက်ကလှည့်စားပြီးတော့ကြည်ထက်လိုက်တာနဲ့ဒီအထယ်ရလှုပ်စားလို့ရသွားပြီကွာပြောရမယ်ဆိုလို့ရှိရင်အဲပန်းလေးတွေအထူးဆိုးရဲတဲ့ဥစားနဲ့လှုပ်လို့ရသွားပြီပေါ့နော်ဆိုတော့လိုက်ထိုးကြည့်ပါလိုက်ဆွဲကြည့်ပါလှုပ်ကြည့်ပါတင်းနန်းတက်တယ်ဆိုတာကတော့ဟိုစနစ်တကျပေါ့နော်အိုင်ဒီယာယူတာပဲရှိတာတင်းနန်းမတက်နိုင်ဘူးဒီပက်ဆံကိုမတက်နိုင်ဘူးမလှုပ်မပေးနိုင်ဘူးဆိုလို့ရှိရင်လည်းပြဿနာမရှိဘူးပညာဒဏအဲ့လိုမျိုးခုလိုမျိုးတင်ပေးထားတဲ့ဟာလေးတွေကိုလေ အဲအမတင်ပေးထားတဲ့အ၅မျိုးလောက်ပဲရပါအောင်အဲ၅မျိုးလောက်ပဲလေးချလို့ကြည့်တော်တော်ကိုလုံစားလို့ရပါပြီပေါ့နော်အဲဆိုတော့ခါကြတော့မလုံကြည့်ပဲနဲ့အဲမေးရတယ်ဆာလို့ရှိရင်တကယ်တမ်းလက်တွေ့လိုက်လို့ကြည့်ပြီးတော့မေးတာပို့အဆင်ပြေတယ်ပေါ့နော်အဲမေးလက်တွေ့လောက်ရတဲ့သူကအရင်မမေးဘူးတိလားမလုံကြည့်မလုံကြည့်တဲ့သူတွေကလိုက်မေးတာများတယ်အဲဆိုတော့ဒီဟာအင်းကြီးကထမင်းရပြီးသွားပြီပေါ့နော်ထမင်းရပြီးသွားပြီပြီးသွားတဲ့ခါကြတော့ဒီမှာအင်းကြီးလေးပေါ့နော်ခုနဆွဲလက်စာလေးပေါ့နော်ဆွဲလက်စာလေးကိုပြန်ပြီးတော့လာမယ်အမအမကဟိုအောက်ကဆွဲပြိုင်နေတယ် ဆိုတော့ဒီမှာဒီလိုလေးလာပါပြီဆိုလို့ရှိရင်အမားတို့ဒီအပေါ်လေးမှာလည်းခုနလိုပဲလလားတူပဲဒီလိုလေးပဲလာကောက်မယ်ကောက်တဲ့ခါကျရင်ဒီဟာဂုတ်နာလေးမှာဖြစ်တဲ့အတွက်ပြူပြူပြဲပြဲကြီးမလုတ်ပါနဲ့တစ်ဆိုင်ထဲမလုတ်နဲ့ဒီလားပြောချင်တာလေး ဒီအောက်မှာတစ်ဆိုင်ဒီအောက်မှာဆိုင်ကနည်းနည်းကြီးတယ်ဆိုရင်ပခုံးသားလေးရောက်ဝိုင်းသေးွားရမယ်ဆိုင်လေးပမာဏလေးသေးွားရမယ်အရွက်ကလေးဆိုသေးွားရမယ်ဖြည်းဖြည်းချင်းပပလေးဖြစ်သွားမယ်အဲ့ဒါမှလှတာဒီလားအမားတို့လေဟိုပုံစံတစ်ခုလေဒုံးတိကြီးတိုင်းလှုပ်လိုက်လို့ရှိရင်ဘယ်ဟာမှမလှဘူးပေါ့နော်ဒုံးတိကြီးတွေဆိုလို့ရှိရင်လေအဥမာဖြစ်တချို့တော်တော်များများပါပေါ့နော်အင်းကြီးကိုဘာလေးအမားလေးလှုပ်တက်လေးဆိုတော့လေအဲဒီမှာလေဒီပုံစံပဲစက်ယုံထုတ်တဲ့ပစ္စည်းလိုမျိုးပေါ့နော်ဟမ်းမိတ်ဆိုတာစက်ယုံထုတ်တဲ့ပစ္စည်းမဟုတ်ဘူးအမားတို့ကအဲကိုယ့်လက်ထဲမှာပဲမူတည်တယ်ဆိုတော့ခါကြတော့ဒီမှာကစိုက်လေးကနည်းနည်းအကြီးွားတယ်ဆိုအဖျားလေးတွေသေးသွားမယ်ဒီနားလေးတွေဆိုပခုံး နာလေးဆိုမျက်နာလေးနားမှာဆိုရင်သူကနည်းနည်းဒီကုတ်လေးတွေလဲကုတ်နာလေးဆိုလို့ရှိရင်တသေးလေးနဲ့လေအဲ့လိုဟိုအနှွယ်လေးနဲ့အဲ့လိုမျိုးလေးဖြစ်ရမယ်ဆိုတော့အဲ့ဒါကိုအမအားလို့နည်းနည်းသတိထားပြီးကြည့်ရမယ်ပေါ့နော်ဆိုတော့အမကဒီမှာ site ကလေးပမာဏလေးတွေတေးလိုက်မယ်ပြီးလိုက်ဆိုလို့ရှိရင်အပွင့်တသေးလေးတွေလိုအဲ့လိုဖက်ကလေးတွေနည်းနည်းရောမယ်ပေါ့နော်အဲ့လိုလေးလောက်ပြီးလိုက်ဆိုလို့ရှိရင်ဒီမှာဒီလိုလေးလာဆိုတော့အမကဒီလိုလေးအားလေးကိုလေပပရှိရှိလေးပေါ့နော်ပပကြီးကြီးကိုတာကြီးကပပကြီးကြီးဆိုတော့ဒီမားလေးဒီမားအရက်တေးလေးနဲ့ဒီလိုလေးလာမယ်အဲ့လာမှသူကချစ်စရာကောင်းသွားတယ်ဒီအရင်ပစ္စည်းလေးတွေလာဒီမားလေး အပြီးပါဆိုရင်အရွက်လေးဆိုလဲဒီလိုလေးပစ္စည်းလေးလားလဲအပွင့်လေးဆိုလို့ရှိရင်ဒီမှာပစ္စည်းလေးတွေထပ်ထည့်ပေါ့နော်ဒီလိုလေးထည့်ခြင်းနေဆိုလို့ရှိရင်အဲ့ဒါမှာ तू ကသူ့ရဲ့ဒီအထည်ရဲ့အင်းအင်းညီမထားတဲ့ဟိုပုံဆွဲတဲ့ composition ပေါ့နော်ဒီမှာဒီ weight တဘောတရားကြီးရှိရယ်ဒီမှာ weight ရမ်းများနေဆိုဒီမှာ weight ကနည်းနည်းလေးပဲထားမယ်အဲ့ဒါမှာလှပါတယ်ဒီလားဆိုတော့အမားတို့ဒီမှာနည်းနည်းတေးသေးလေးဖြစ်သွားပြီဒီလားဒီ site လေးနဲ့အဲ့လိုအဲ့လိုလေးအဲ့လိုလေးပပလေးလာကြပါပြီအဲ့အဲ့ကြွားတဲ့ဂျားထဲမှာမှာအမားတို့ကဒီဟာလေးတွေကအရွက်ကလေးတွေကဟိုဟာတက်ဆိုင်ရင်ဒီဘက်ကပိုကြီးလာမယ် အပွင့်လေးတွေလည်းပို့ကြီးမယ်အဲ့ထဲမှာမှတစ်စိုက်တည်းအားလုံးအတူတူမဟုတ်ဘူးပစ္စည်းလေးတွေယောရမယ်ပစ္စည်းလေးတွေလာယောယောပြီးသွားဆိုလို့ရှိရင်အရွက်ကလေးတွေကိုအကြီးသေးလေးတွေလာပြန်ချဒီမှာလည်းအဲ့လိုလာထက်ပြီးသွားဆိုလို့ရှိရင်စစ်စစ်စစ်ခုနကဒီမှာတကူကအဲအဖူးလေးတွေကဒီနှင်းစီဘူးလေးတွေလုတ်တယ်ဆိုရင်တကူကအစီလေးတွေနဲ့တော့ပြီးသွားဆိုအရွက်လေးတွေနည်းနည်းအဖျားလေးမှာအရွက်ကလေးတွေတေးသွားမယ်ကျေသွားမယ်အဲ့လိုမျိုးလေးလာမယ်ဒီနားလေးမှာအပွင့်သေးလေးလာမယ်ယူလေးလာမယ်ဆိုတော့ဒီမှာလည်းပုံလေးကပေါ်လာပြီတဖြည်းဖြည်းနဲ့အရွက်ကလေးတွေလိုအပ်တဲ့နေရာမှာအရွက်လေးတွေလိုက်ထည့်မယ် ရွက်လေးတွေလာထည့်မယ်ပေါ့နော်ပြီးွားရင်ဒီလဲမှာအစီလေးတွေထည့်မယ်အဲ့လိုမျိုးလေးဒီလိုမျိုးလေးအဲ့ဒါမှာဂျားထဲမှာအမကဒီအပွင့်လေးနှစ်ခုဂျားထဲမှာအပွင့်တတိလေးတွေဆင့်ရင်ဆင့်မယ်ဒို့မဟုတ်ဒီမှာပုံမှန်ထုံးတဲ့အတိုင်းလေးပြတတိလေးတွေလာဆင့်ရင်ဆင့်မယ်ပေါ့နော် အဲဆိုတော့ဒီအပွင့်လေးနဲ့ဒီအပွင့်လေးကြားမှာလေးပြလေးတွေကူးနေတဲ့ပုံစံမျိုးပေါ့နော်အဲဆိုတော့အမားတို့ဝက်မဲ့လူရဲ့ပုံမှန်လည်းကပြားဆန်ဆန်လေးထွက်သွားရောအဲ့လိုပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးထွက်သွားမယ်အဲ့အမားတင်ရင်ဒီဝက်စုံတစုံကိုဆွဲပေးလိုက်တာနဲ့တင်ပစံကတောင်းခွေတောင်းခွေတောင်းငါရရန်တက်နေပြီလားတင်းတင်းကြီးရလေအရင်တောင်းခွေတောင်းငါရရန်တက်နေပေါ့နော်တောင်းခွေမပြောတောင်းတောင်းခွေအခုက discount ချထားတဲ့ကာလမဟုတ်တောင်းခွေ1500ပေါ့နော်ပုံမှန်အချိန်ဆိုလို့ရှိရင်နော် match လာကြော်ဝိုင်းနော်တောင်းတောင်း9000ကနေတည်းမလျှော့တော့ပါဘူးဆိုတော့အမ်တင်းတင်းကြီးကရန်တက်နေလို့ပြောရမှာပေါ့နော်ဒီတစ်ထည့်နဲ့နေကိုရန်တက်နေ ရန်တန်နေပြီအဘယ်နဲ့မျိုးတင်ပေးရလဲလို့မမေးဘဲနဲ့ပုံဆွဲတာဒီဟာတစ်ခုတင်လာနေတယ်ကိုအရန်တန်နေပြီဆိုတော့ကြပြတာပါဆိုတော့ဒီမှာဒီလိုလေးဖြစ်သွားပါပြီရှင်ဒီလိုလေးဒါကလေတိလာဟိုအတော်ကပန်းတောင်မထိုးရသေးဘူးတိလာအမတို့အထည်လေးတွေကိုပြန်ပေးတယ်ဆိုပုံလေးဆွဲရဆိုဒီလိုပုံဆွဲရနေတဲ့နောက်မှာလေရောင်စုံခဲတာနဲ့ရောင်စုံဘောပင်နဲ့ဆွဲမယ်ဆိုရင်နောက်မှာဝတ်လို့ရတယ်အနေထားဖြစ်သွားပြီပေါ့နော်ပန်းလေးတွေကလေဒီလိုလေးဖြစ်သွားပါပြီရှင်ဒီမျိုးလေးအင်းဒီမှာအနယ်လေးဒီလိုလေး ဒါကအမားတို့ ending ဘိုင်းပေါ့ကြည့်ပါတယ်အောက်လေးမှာလိပ်ကြရတော့တကောင်းတကောင်းနောက်ထပ်ရမှာပေါ့နော်ဆိုတော့အိမ်ကြီးမှာရင်ဒီလိုပုံစံလေးဖြစ်သွားတယ်အဲ့ဒါမှာရင်ဆိုအမားတို့ light ဆွဲကြည့်မှပဲရမယ်ပေါ့နော်အဲ light ဆွဲကြည့်မှပဲဒါလေးတွေကအထည်လေးတစ်ထည်ကလည်းလှလှလေးထွက်တာအပြီးပိုင်းဆိုလို့ရှိရင်အမားတို့ဒီဝတ်စုံလေးတစ်ခုဟိုဆွဲတက်သွားပြီဒီလိုပုံစံမျိုးလေးကိုတတရရရလေးဆွဲတက်သွားပြီဆိုလို့ရှိရင်အမားတို့ဒီကြားထဲမှာအစားထိုးလို့ရတာတွေအများကြီးပဲအပွင့်တတလေးတွေအစားထိုးမလားအယောင်လေးတွေပြောင်းမလားဒါမှမဟုတ်ဆိုလို့ရှိရင်ဒီအရွက်ပုံစံလေးတွေပြောင်းမလားပေါ့အဲ့ဒါလေးတွေနည်းနည်းအစားထိုးလိုက်တာနဲ့တင်ကိုတော်တော်လေးလုံးလို့ရသွားပြီပေါ့နော်ခုနအမားပြောသလိုပဲဒီမှာဆွဲကြည့်မယ်ဒါမှမဟုတ်ဒီဘက်မှာဒီလိုလေးဆွဲမယ်အဲ့လိုမျိုးလေး ပေါ့နော်ဒါမှမဟုတ်ဒီနှစ်ခုလေးကနေလာမယ်အမားတို့ဒီအောက်နားလေးတွေဒီလိုလေးတွေလည်းလာမယ်ပေါ့နော်အဲ့လိုမျိုးလေးလာပြီးရင်ဒီထမင်ရနေတဲ့ဒီလိုလေးဆွဲမယ်ဒါမှမဟုတ်ဒီလိုနားလေးနေဆွဲမယ်မဟုတ်ရင်ဒီလိုစောက်ထိုးပုံစံမျိုးလေးလာမယ်ပေါ့နော်ဒီလိုမျိုးလေးပေါ့ဒါဒါဒါထမင်လို့မပဲအထက်ဆက်လို့မမြင်နဲ့တော့အောက်ကနေစောက်ထိုးလေးဒီလိုလေးတက်မယ်ပေါ့နော်အဲ့လိုမျိုးလေးတွေမှာကိုအမားတို့အရင်အများကြီးလုပ်လို့ရပါပါပြီဆိုလို့ရှိရင်အဆင်ပြေမယ်လို့ထင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်တတား